မုန်တီချင်းရဲ့နောက်ွယ်က Hidden Truths လူတွေရဲ့စိတ်ခံစားချက်တွေကနည်းနည်းစမ်းကြည့်ပြီးထူးဆန်းတယ်။တစ်ခါတစ်ခါပါအကြောင်းရင်းမှမရှိဘဲတခြားတစ်ယောက်ကိုမျက်စိစပါးမှွေဆူးချင်ဆူးနေတတ်ကြတာမျိုး အကျောင်းအရင်ရေရေရာမရှိပဲလူတယောက်ကိုတကယ်ပဲမုံလို့ရသလားဆိုတဲ့အကျောင်းအရာလေးကစိတ်ဝင်စားဖို့လဲကောင်းလို့စာဖတ်သူတို့လည်းဘ ഹു တုတ္တရသွားအောင်အခုပြန်လဲဝဲမြပေးပါမယ်။ Sai Mechanics Blog ရဲ့ founder ဖြစ်သူ Hanan Pev ရဲ့လဲလာဆူဆန်းမှုတွေအရာကတော့လူတယောက်ကအချမ်းလူတယောက်ကိုအကျောင်းအရင်မရှိပဲအလိုလိုမုန်းနေတာမဟုတ်ပဲ အဲ့ဒီလိုကသူ့အတွက်အန်ဒရယ်ရှိတယ်လို့ခံစားဆဲရတာကြောင့်မို့လို့သာမနှစ်သက်တယ်လို့ခံစားရတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လက်စုပ်လက်ကင်ပြဆရာ မရှိတာမို့အချောင်းရင်းမရှိဘဲမုန်းနေတယ်လို့နာမည်အလွယ်တက်လိုက်ကြတာဖြစ်ပါတယ်တဲ့။အချောင်းရင်းမရှိဘဲလူတယောက်ကိုမကြိုက်တာမဟုတ်တဲ့အချောင်းကိုတီးလိုက်ရပြီဆိုတော့ ဘယ်လိုအကြောင်းအရာတွေကြောင့်လူတယောက်ကိုမကြိုက်တဲ့ခံစားချက်တွေဖြစ်ပေါ်လာသလဲဆိုတာကိုဆက်ပြီးလည်လာကြည့်ရအောင်လူတအိုးကတဆုံတယောက်ကိုအောက်ပါအကြောင်းပြချက်ခုနှစ်ခုကြောင့်မနစ်သက်တဲ့ခံစားချက်တွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာပါတယ်နံပါတ်၁ကွဲပြားခြားနားချက်တွေများနေတယ်လို့ခံစားရတဲ့အခါ လူဆိုတာအဆုအဝဲလိုက်ဒူယာဒူယာဆိုပြီးနေထိုင်ရှင်တန်တက်တက်တက်ရှိနယ်မျိုးတဆို့ပါပြောရမယ်ဆိုရင် သူတို့နဲ့တူရတဲ့လူတွေနဲ့ပဲပေါင်းတင်နေထိုင်လို့တဲ့စစ်ကဗီဇမျိုးယူထဲမှာဆွေးမြင်းနေပြီးသားဖြစ်ပါတယ်သူတို့နဲ့မတူရတဲ့တဆုံတယောက်နဲ့မြင်ရတွေ့ရဆက်ဆံရတဲ့အခါစိတ်ထဲမှာတက်တောင့်တက်တာမဖြစ်ပဲအတွေးများကြပါတယ် ဒီအကြောင်းပြချက်ကြောင့်ပဲလူတွေဟာ သူတို့နဲ့အမှုအချင်းပုံပန်းတံစစ်ဝင်စားမှုနဲ့နေထိုင်မှုဆက်ရိုက်မှာမတူငေတဲ့လူတွေကိုရှောင်ရှားကြတာမျိုးအပေါင်းအသင်းမလုပ်ချင်ကြတာမျိုးဖြစ်လာတာပါ စာအရန်ကျိုးစားတဲ့ចောင်းသားကပေါ်ပြက်ပြက်နေတဲ့ចောင်းသားနဲ့အပေါင်းအသင်းမလုပ်တာမျိုးပေါ့နံပါတ်၄ကိုထက်တာလုံးလုံးနေတယ်လို့ခံစားရတဲ့အခါ လူတွေမှာအမြဲလိုလိုရှင်ပြိုင်နေတတ်တဲ့စိတ်ရှိတာကိုစာဖတ်သူလည်းသိပြီးသားနေမှာပါ တချို့လူတွေကရုပ်ရည်ချောမောတာစာတော်တာဉာဏ်ပညာမြင့်မားနေတာတခုခုဆိုရင်လူရည်ကရည်ရှိတာလူတွေကသူ့ကိုပူပူတာတာချစ်ခင်ကြတာကိုချစ်တဲ့သူက သူ့ကိုပူပြီးနေရပဲတာ ကိုလိုချင်တဲ့ရာထူးကိုတူလဲရဖို့အတွက် အပတ်တကုတ်ကြိုးစားနေတာစသဖြင့်အပြန်အဆိုင်ဖြစ်နေတယ်လို့တင့်စစ်ထဲကနေခန်းစားလာရလေလေအဲ့ဒီလိုကိုတင့်မျက်စိတဆူဆူဖြစ်လာလေလေပါပဲမနာလိုဝန်တူဖြစ်တယ်လို့ပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်ကိုနဲ့အပြန်အဆိုင်ဖြစ်လာသမျှလူတိုင်းကို မကြိုက်ကြတာမနစ်သက်ကြတာကတော့ လူရဲ့တဘာဝတွေထဲကတစ်ခုပါပဲနံပါတ်3တင့်ကိုထိခိုက်ဆဲခဲ့တဲ့အရာတစ်ခုခုကို ပြန်လဲတရေရဆဲတဲ့အခါတင်ကငငယ်တော့ကခွဲအကိုက်ခံခဲ့ရဖို့တယ်လို့ဆိုပါစို့ခွဲလဲအကိုက်ခံရတယ်ခွဲပိုင်ရှင်ကလည်းအယောမပဲဆဲခံမှုမပဲတဲ့အပြင်တင့်အဖြစ်ပဲလို့တစ်ဖက်သက်ဆွတ်ဆွဲပြီးတော့တင်းရဲ့စစ်ကိုရော လူကိုရောဒဏ်ရာရအောင်လုပ်သွားတာကိုခံရဖို့တယ်ဆိုရင်တင်းစစ်ကဒီအဖြစ်အပျက်နဲ့ခံစားချက်တွေကိုတတိတရရှိနေပါတယ်။ကြီးလာတဲ့အထစ်အကုန်လုံးမမှတ်မိပဲမဲ့တင်းရဲ့မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကတော့မှတ်မိနေပါသေးတယ်။ဒါကြောင့်မို့တင်းကိုကြိုက်ခဲ့တဲ့ခွဲနဲ့မျိုးတူတဲ့ခွဲကိုတန်းတန်းဆွဲချစ်တဲ့သူတွေတင်းကိုအဖြစ်တင်လိုက်တဲ့ခွဲပိုင်ရှင်နဲ့ရုပ်ရည်တူတဲ့သူ ပြောဟန်ဆိုဟန်တို့တဲ့သူတစ်ဖက်သားကိုမဆာနာပြောတဲ့အချင်းရှိတဲ့သူဒီလိုစင်တူယူမားလဲရယ်ကိုကြုံရတဲ့အခါအဲ့ဒီလိုကိုတင်းစစ်သေးကနဲ့မချိုက်မနှစ်သက်တဲ့ခန်းစားချက်တွေတဖွာဖွာပေါ်ပေါက်လာပါတယ်နံပါတ်လေလူတယောက်ကကိုကိုထိခိုက်နစ်နာအောင်လုပ်ခဲ့ဖို့တဲ့အခါတဆုံတယောက်ကတင်းနဲ့ရုတ်တရက်တွေ့မိပြီး အခြေအနေတစ်ခုခုကြောင့် တင့်ကိုထိခိုက်နေနာအောင်ပြုတ်လုံနေတယ်ဆိုရင်အဲ့ဒီလိုကိုဘယ်အချိန်မှပဲပြန်တွေ့တွေ့မုံတီးတဲ့စိတ်တွေဖြစ်ပေါ်လာပါတယ်။ဒါဟာအဲ့ဒီလိုနဲ့သူလုခဲ့တဲ့အရာကိုကိုကမဲ့သွားခဲ့ရင်တောင်းမှပါပဲ။ဒီစိတ်ပညာတက်ရောက်မှုလဲကစိတ်ဝင်စားစရာပါ။နံပါတ်5ကိုကိုကိုပြန်လဲဖုံးကွယ်ထားတဲ့အကြောင်းတရားတွေရှိနေတဲ့အခါ လူတိုင်းမှာအာနေအာတာချက်ကိုစီနေရပါတချို့သူတွေကြလဲအာတာချက်တွေကိုပဲလက်သင်ခံပြီးကိုယ့်ရဲ့အာနေချက်တွေကိုမကင်တွေတတ်မပြုတ်ပြင်တတ်ကြပါဘူးအဲ့ဒီအတွက်ကိုယ့်ရဲ့အာနေချက်တွေကိုမသိချင်အောင်ဆောင်ပြီးမဲ့ထားလိုက်ကြပါတယ်ကို့မှာရှိနေတဲ့အာနေချက်တွေက တခြားတယောက်မှာပါရှိနေတာကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့လိုက်ရတဲ့အခါမှာ ိုထွက်ပြေးနေတဲ့အရာရှိကိုပြန်ရောက်သွားတယ်လို့ခံစားရတဲ့အတွက်မလိုမုန်းတိစိတ်တွေဖြစ်ပေါ်လာပြီးတော့အဲ့ဒီလိုကိုခက်ခါတီတီမုန်းတိနေတတ်ပါတယ်အဲ့ဒီအချက်ကလေးကလည်းမြင်တတ်မယ်ဆိုရင်တန်ဖိုးရှိတဲ့အချက်ကလေးပါပဲနံပါတ်6လူတယောက်ရဲ့ဆက်ဆက်ချင်းပုံပန်းတံကိုသဘောမတွေ့တဲ့အခါဆက်ဆက်တွေ့ချင်းတော့မျက်နှာတည်ချင်းနဲ့ ခင်သွားရင်တော့အဘောကြီးဆိုတဲ့ဟာတကိုကြားဖို့လားတချို့သူတွေကြတော့တကယ်ပဲဆဆတွတ်တွတ်ချင်းမှာတီတီတန့်တန့်နဲ့အယံကာရောအယောမဝင်တက်တဲ့သူတွေရှိကြပါတယ်ခင်ဖြစ်သွားပြီဆိုမှပဲသူတို့ရဲ့ခင်မင်စရာကောင်းတဲ့အချမ်းလေးတွေကိုမြင်တွေ့ရတာမျိုးပါဒါပေမဲ့အကြောင်းမသိတဲ့သူတွေက ဒီတန်လုံးတဲ့ first impression ကိုသဘောမတွေ့ဖြစ်ပြီးတော့မကြိုက်နှစ်သက်တဲ့ခံစားချက်တွေကြောင့်ကိုယ့်ကိုရှောင်သွားတတ်ကြပါတယ်။ Don't just a book by its cover so the lo မျိုးပေါ့။ Number 9ကိုခင်တလောက်ပြန်ပြီးခင်ခင်မင်မင်မရှိတာမျိုးနဲ့ကြုံရတဲ့အခါဘယ်ဆက်ဆံရေးမျိုးမှမဆို reciprocity လို့ခေါ်တဲ့အပေးအယိုမျှတမှုကအရန်အရေးပါပါတယ် ဘသူကမှကိုခင်တလောက်ပြန်ပြီးမခင်မင်တက်တဲ့သူတွေကိုကြာကြာပေါင်းတင်ချင်မယ်လို့မထင်ပါဘူး။ကိုစေတနာထားတလောက်ပြန်ပြီးစေတနာမထားတတ်တဲ့သူတွေနဲ့ကြုံတွေ့ရတဲ့အခါအစင်မပြေတဲ့ခံစားချက်ကိုထုတ်ဖော်ပြောဆိုလို့မရပါနဲ့ဒီလိုနဲ့ပတ်သက်ပြီးမချိုက်နှစ်သက်တဲ့ခံစားချက်တွေဖြစ်ပေါ်လာပြီးတော့ဝဲဝဲရှောင်သွားတတ်ကြပါတယ်။ ပြောပြသွားတဲ့ပြောပြသွားတဲ့အချက်ခွန်းချက်ကတော့လူတယောက်ကိုအလိုလိုနဲ့ရင်းမုန်းတီးနေတယ်လို့နာမည်တက်ခံရတဲ့နောက်ွယ်က hidden truths ဖုံးကွယ်ခံရတဲ့အမှန်တရားလေးတွေဖြစ်ပါတယ်။